အားလုံးပဲမင်္ဂလာပါခင်ဗျာ နေကောင်းကြမှာကြပါသေးလူသစ္စာ channel ကနေပြီးတော့ဒီနေ့နိုဝင်ဘာလ10ရက်နေ့ညပိုင်းအတွက်ဒီသတင်းတွေကိုတင်ဆက်ဖို့စီစဉ်ထားပါတယ်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရက်ခံလိုပါတယ်ခင်ဗျာဒီကနေ့တင်ပြပေးမယ့်သတင်းတွေကတော့ဒီဖားကတ်မှာစစ်ရင်တန်းကိုဒီ KIA PDF ကမိုင်းခွဲတိုက်ခိုက်ပါတယ် နောက်မိမိဒေတာတခုတည်းလွတ်မြောက်ရေးထက်ပြည်ထောင်စုတဝန်းလုံးလွတ်မြောက်ရေးကိုမဖြစ်မနေထက်သွင်းစဉ်းစားလုပ်ကင်ကြဖို့ဒီ NUG ဝင်ကြီးမောင်ဝင်းခိုင်တန်းကတိုက်တွန်းလိုက်ပါတယ်။ပုံညာတောင်အနောက်ဖက်ချမ်းကိုစစ်ကောင်စီကလေကြောင်းတက်ခိုက်နေပါတယ်ခင်ဗျာ။လောင်းလုံးမြို့နယ်မှာခမရ406နဲ့ခမရ409တပ်ရင်းကစစ်မှုထမ်းတပ်သား3ဦးနဲ့စစ်သား2ဦးအလင်းဝင်လာပြန်ပါတယ်။ နောက်အထူးတိုင်းစစ်ဌာနကပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတွေကိုလက်နက်တပ်ဆင်ပေးတယ်ဆိုတဲ့အကြောင်းကိုလည်းတင်ဆက်ချင်ပါတယ်။ပြီးတော့မန္တလေးတိုင်းကမြို့သုံးမြို့မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ဘေးဒုက္ခသည်တွေအတွက်အရေးပေါ်အကူအညီတွေလိုအပ်နေတာဖြစ်ပါတယ်။ဒီသတင်းတွေကိုစူးစစ်တင်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ဖကတ်မှာစစ်ရင်နှန်းကို KIA နဲ့ KPDF တွေကတိုက်ခိုက်တယ်လို့သိရပါဗျာ ဖကမာဒီနိမနဲ့ပိုင်းတီတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့ KIA KPDF ရဲ့ပြင်းအမြင့်နဲ့မိုင်းဖောက်ခွဲတိုက်ခိုက်တာကြောင့်စစ်ရင်တန်းဟာအထိနာပြီးတော့ထိခိုက်ဒေဆုံးတာတွေများတယ်လို့ဒေသခံစီရီတရေအမြင့်အချို့ကပြောပါတယ်ခင်ဗျာဖကမျိုးနဲ့လုံခင်ကျေးရွာအုပ်စုပတ်ဝန်းကျင်နဲ့မော်စီစာလမ်းစုံမှာတိုက်ပွဲဖြစ်ပွားနေပြီးတော့စစ်ရင်တန်းကိုလည်းဂျက်ကောင်ထိအောင်မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ဒေသတွင်းစီရီတရေအမြင့်ကပြောပါတယ်ချက်ကောင်းကိုထိတာသေးတယ်စည်ရင်မရနိုင်ဘူးမိုင်းကလည်းရှယ်ပြင်းတယ် ဒီစစ်တပ်ကရန်တံပြီးပြစ်သွားသေးတာလို့ KAI နဲ့နှိစက်သူကပြောပါတယ်ခင်ဗျာဒေသခံတွေရဲ့ကားတွေကိုချောဆွဲပြီးစစ်တပ်ကထိခိုက်သေဆုံးတဲ့သူတွေကိုတယ်ဆောင်သွားပြီးတော့အရက်သားတွေကိုဖမ်းဆီးစစ်ဆေးနေတာတွေလည်းရှိတယ်လို့သိရှိရပါတယ်ဒီစစ်ကောင်စီတပ်တွေကရဲဝတ်တွေနဲ့အင်အားလာဖြည့်တာ300နီးပါးအထိရှိတယ်ရဲတွေလည်းပါတယ် SNA တွေက လုံခြုံရေးယူပေးတယ်သူတို့ဥတည်နေတာကဝေခါအထိအဲ့ဒီတပ်ကက်ကိုသူတို့ ဥတည်နေတယ်လို့မြေပြင်စီးသတင်းရင်းမြစ်တချို့ကပြောပါတယ်ခင်ဗျာဝေခါကိုရောက်ဖို့လုံခင်ကျေးရွာအုပ်စုကနေဖက်ကန့်ကြောက်စိမ့်မော်တွေကိုဖျက်ရပါမယ်စစ်ကောင်စီတပ်စစ်ကြောင်းတွေကပုံစံမျိုးမျိုးနဲ့စစ်ရေးလှုပ်ရှားလာနေတာလို့ဒေသခံတွေကပြောကြပါတယ်ခင်ဗျာဒီနိုဝင်ဘာ၈ရက်ညပိုင်းကလည်းလုံခင်ပတ်ဝန်းကျင်ကစစ်ကောင်စီနဲ့ဒီ KIA KPD ရဲ့တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ထိခိုက်ဒေဆုံးတာတွေရှိလို့စစ်တပ်ကလက်နက်ကြီးတွေရန်တမ်းပစ်ခတ်ခဲ့ပါသေးတယ် ဒီနိုဝင်ဘာ9ရက်ကလက်နက်ကြီးပစ်ခတ်မှု မှာဒီအယတ္တမြို့သမီးတဦးတေဆုံးခဲ့တယ်လို့နိုဝင်ဘာ10ရက်နေ့မှာလည်းပောက်ကွဲမှုကြောင့်မို့ဒီအမျိုးသမီးတဦးထပ်မံတေဆုံးခဲ့တယ်လို့သိရပါဗျ။ဒီမိုးကောင်းနဲ့ဖက်ကန့်လမ်းကနေတချင်းစစ်တပ်ကအင်အားတွေဖြစ်နေပါတယ်။ဒေတာတွင်စစ်ရေးတင်းမာနေတဲ့အချိန်မှာစစ်ကောင်စီစစ်ကြောင်းတွေနဲ့တွေ့ရင်တင်းရှောင်ဖို့လက်မော်ထွက်ပြီးကြည်ရာမျိုးတွေမလုပ်ဖို့လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကိုလည်းသတိပြုကြဖို့ကချင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံဘုံကြီးနော်ဘူကတော့ တတိပေးထားပါတယ်ခင်ဗျာဟုတ်ကဲ့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဒီမိမိဒေတာလွတ်မြောက်ရေးထက်ပြည်တော်စုတဝန်းလုံးလွတ်မြောက်ရေးကိုမဖြစ်မနေထက်သွင်းစဉ်းစားဖို့လိုတဲ့အကြောင်း NUG ဝန်ကြီးချုပ်မန်းဝန်းခိုင်တန်းကတိုက်တွန်းပြောကြားလိုက်ပါတယ်ဆိုတဲ့သတင်းကိုတင်ဆက်ချင်ပါတယ်ခင်ဗျာအကြံဖက်စစ်တပ်ကိုတော်လန်တိုက်ခိုက်နေတဲ့တပ်ဖွဲ့တွေအလုံးအနေနဲ့ ဒီကုဒေတာတခုတည်းလွတ်မြောက်ရေးထက်ပြည်ထောင်စုတဝန်းလုံးလွတ်မြောက်ရေးကိုမဖြစ်မနေထပ်သွင်းစဉ်းစားလုပ်ကင်ကြဖို့မြို့သားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သားကတိုက်တွန်းပြောကြားတာဖြစ်ပါတယ်။မနေ့ကနိုဝင်ဘာ9ရက်နေ့ကကျင်းပပြုလုပ်တဲ့ရန်ကုန်လွှတ်တော်ဓတ်သမအကြိမ်မြောက်အစည်းအဝေးအခမ်းအနားမှာ၎င်းကအထက်ပါတိုင်းပြောဆိုလိုက်တာဖြစ်ပါတယ်။နှွေဦးတော်လည်းရေးခီးခါ9နှစ်ထက်ကိုရောက်လာပြီးဖြစ်ပြီးတော့တော်လန်ရေးအဆုံးသတ်ပန်းနိုင်ကလည်းနီးလာပြီးဖြစ်တဲ့အကြောင်း ဒါကြောင့်အောင်ပွဲနီးလေလေခက်ခဲတွေ့လေလေဖြစ်ပြီးတော့အီချင်းများနဲ့တိုးတက်လာပြီးဖြစ်တဲ့အကြောင်းဒေါ်လာနဲ့ပြည်သူတွေရဲ့မှန်ကန်တက်မှတ်တဲ့အီချင်းစစ်စစ်တွေကိုအသုံးပြုကာဒေါ်လာဤခီးစုံအထိရှေ့ဆက်ကြမှာဖြစ်တဲ့အကြောင်းအသိပေးထားပါရခင်ဗျာခီးစုံမြောက်သေးကင်မှာကာလမှာတော့ဘက်စုံတောင်းဆောင်ကနေတိုက်ပွဲဝင်ရေးမိမိတို့ဒေတာတခုတည်းလွတ်မြောက်ရေးထက်ပြည်တော်သူတဝန်းလုံးလွတ်မြောက်ရေးကိုလည်းမဖြစ်မနေထက်သွင်းစဉ်းစားလုတ်ကင်ဆောင်ရွက်ကြဖို့လိုပါတယ် ပြည်တော်သူကြီးပေါ်ပေါက်လာဖို့ဆိုတာဟာအကျန့်ဖက်စစ်အုပ်စုကိုအပြစ်တိုင်ဖြုတ်ချနိုင်မှဖြစ်ပါမယ်ပြည်တော်သူရဲ့မိတိအရဒေတာကိုမဆိုမြန်မာနိုင်ငံနယ်နိမိတ်အတွဲမှာအကျန့်ဖက်စစ်အာဏာရှင်နဲ့အာဏာရှင်မျိုးဆက်တွေမရှိတော့မှအခြေအနေမျိုးရောက်မှဒီမိုကရေစီအနှစ်သာရနဲ့ဖက်ဒရယ်စနစ်ကိုအပြည့်အဝအကောင့်တွေဖော်နိုင်မှာဖြစ်ပါတယ်လို့ပြည်တော်သူဝန်ကြီးချုပ်မန်းဝမ်းခိုင်တန်းကတိုက်တွန်းပြောဆိုတာဖြစ်ပါတယ် ဒီဒါကြောင့်နိုင်ငံရေးတန်တမာရေးဗန္နာရေးစစ်မျက်နှာတွေမှာအောင်မြင်မှုရရှိအောင်ဆောင်ရွက်နေကြတဲ့အပြင်စစ်ရေးမှာလည်းအရှိန်ဟုန်မြင့်တင်ပြီးတော့တော်လိုင်းရဲဘော်တွေကကိုယ်စွမ်းညံစွမ်းရှိသမျှကြိုးစားနေတဲ့အကြောင်းဝန်ကြီးချုပ်ကအတိအပြေပြောဆိုသွားတာဖြစ်ပါတယ်ခင်ဗျာနောက်တဲ့တဲ့ဘုတ်ကတော့ဒီပုံညာတောင်အနောက်ဖက်ချမ်းကိုစစ်ကောင်စီကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ပါတယ် မကွေးတိုင်းထင်းလင်းမြို့နယ်ကိုစစ်ကောင်စီကဒီကနေ့မှလေကြောင်းကနေ၃ချိန်ထက်မနည်းပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံစစ်ရေးတရေရေးမြင့်တချို့ကပြောကြပါဗျ။ဒီဒီကနေ့နိုဝင်ဘာလ10ရက်နေ့နေ့လယ်တနာရီခွဲလောက်မှာတရဦးလေရက်ကနေတက်လာတဲ့ Jet Fighter တစ်စီးကပုံတောင်ပုံညာအနောက်ချမ်းဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ထိခိုက်မှုတော့မသိရသေးဘူး။ Point 8 Rocket တို့နဲ့ပစ်တာတိုက်ပွဲကြောင့်မဟုတ်ဘူးဒီတိုင်းလာကျဲတာလို့ထင်းလင်းမြို့ကတူကပြောပါတယ်။ ပုံညာတောင်အနည်းမှာအကြည်ပန်းအလယ်ပန်းအညာပန်းစုပြပြင်ပစတဲ့ကြေးရွာတွေရှိပြီးတော့နောက်တောင်ကျမ်းမှာကျင်းရွာရှိတယ်လို့သိရပါတယ်ခင်ဗျာခဏခဏတက်ခိုက်နေတာရက်ချပဲအရင်ကရက်ကဒီဝိုင်တွဲနဲ့လာကျဲတယ်လို့ထီလင့်ခြေစားစီရီတရင်အေးမြစ်ကပြောပြတာပါစစ်ကောင်စီရဲ့လေကြောင်းတက်ခိုက်တာတွေဟာထီလင်းမြို့နယ်အတွင်းနယ်မြေကျူတင်ရှင်းလင်းတာဒါမှမဟုတ်ကြောက်ထုနဲ့ပေါင်မြို့နယ်မှာရှိတဲ့ကာကွယ်ပစ္စည်းစက်ယုံတွေကိုတော်လိုင်းအင်အားစုတွေ ချင်းကပ်မလာနိုင်အောင်ဒီဖြစ်နိုင်တယ်လို့သုံးသပ်ပြောဆိုပါတယ်ခင်ဗျာဒါ့အပြင်ခုနှစ်စက်တင်ဘာလကစပြီးတော့စစ်ကောင်စီကပေါင်းမြို့ကပ္ပစ24ကိုအင်အားထောင်ချီဖြစ်ပြီးတော့ဒီဆက်ယုံအနီးတဝိုက်နယ်မြေရှင်းလင်းနာနယ်ထီလင်းမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးတာတွေရှိပါတယ်ပေါင်းမြို့နယ်ရေပြူနယ်ကြောက်တကားကျေးရွာကနေစစ်ကြောင်းနှစ်ခုနဲ့ဘီလင်းဘက်ကိုထိုးသိမ်းစစ်နာကြောင်းဒေသအတွင်းတော်လိုင်းရေးတပ်တွေကြားမှာတိုက်ပွဲတွေဖြစ်နေတာ၃လဝန်းကျင်ရှိပြီလို့လည်းသိရပါတယ်ခင်ဗျာ နောက်ထပ်တစ်ပုဒ်ကတော့ဒီလောင်းလုံမြို့နယ်မှာခမရ406နဲ့409တပ်ရင်းတွေကနေပြီးတော့စစ်မှုထမ်းတပ်သား3ဦးနဲ့စစ်သား2ဦးအလင်းဝင်တဲ့အကြောင်းကိုဆက်ပြီးတင်ပြပါမယ်ခင်ဗျာ။တနင်္သာရီတိုင်းလောင်းလုံမြို့နယ်မှာခမရ406နဲ့ခမရ409တပ်ရင်းတွေကစစ်မှုထမ်းတပ်သား3ဦးနဲ့စစ်သား2ဦးအလင်းဝင်ရောက်ရှိခဲ့တဲ့အကြောင်းလောင်းလုံတမ္မနီလိပ်ပြတပ်ဖွဲ့ကတာဝန်ရှိသူတဦးကပြောဆိုတာဖြစ်ပါတယ်ခင်ဗျာ။ နိုဝင်ဘာလ9ရက်နေ့မှာအကြံဖက်စစ်တပ်ရဲ့ခမရ406နဲ့ခမရ409တိုက်ရင်တို့ကနေပြီးတော့စစ်မှုထမ်းတပ်သား3ဦးနဲ့စစ်သား2ဦးတို့ဟာလောင်းလုံတမရီလိပ်ပြာနဲ့ဒီဒေါနချိန်မွေးတက်ခွဲခွန်အဖွဲ့ကိုချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်ခဲ့တာလို့သိရပါတယ်ဒီအဲ့ဒီလိုလင်းဝင်ရောက်လာသူ၄ဦးဟာခမရ၄၆တက်ရင်ကစစ်မှုထမ်းတပ်သားကိုအောင်နိုင်ဝင်းခမရ၄၉တက်ရင်ကစစ်မှုထမ်းတပ်သားကိုကျော်တက် တတကူနေဝင်းစော်နဲ့စစ်မှုရန်တတကူအောင်စော်မျိုးတို့ဖြစ်တဲ့အကြောင်းသိရပါတယ်ခင်ဗျာအဲ့ဒီစစ်မှုရန်တတသစ်၃ဦးနဲ့စစ်သား၃ဦးကိုလက်ရှိအချိန်မှာလောင်းလုံတမနီလိပ်ပြာနဲ့ဒေါနာချင်မွေးတက်ခွဲခွန်အဖွဲ့တို့ကလုံခြုံစိတ်ချတဲ့နေရာကိုပို့ဆောင်ထားတယ်လို့သိရပါတယ်ခင်ဗျာလူလုံးကတော့စစ်မှုရန်တတသစ်မဟုတ်ပါဘူးစစ်သားတို့တော့ပါပါတယ်လက်နက်တွေတော့ယူဆောင်လာတာမရှိပါဘူးအခုတော့သူတို့အကုန်လုံးလုံခြုံစိတ်ချတဲ့နေရာကိုပို့ဆောင်ပြီးပါပြီလို့လောင်းလုံတမရီ လိပ်ပြအဖွဲ့ကတာဝန်ရှိသူကပြောဆိုတာပါလက်ရှိအချိန်မှာတော်လှန်ရေးနဲ့စစ်ရေးအချိန်မြင့်လာတာနဲ့အမျှပြည်သူဘက်မှန်တရားဘက်ရက်တိလိုတဲ့စစ်တပ်ကစစ်သားတွေရဲတပ်ဖွဲ့ဝင်တွေကိုပြည်သူရင်ဝင်ခိုလုံပြီးတော့အများဆုံးပူးပေါင်းကြဖို့တော်လှန်ရေးညီနောင်တွေကတိုက်တွန်းထားကြပါတယ်ခင်ဗျာနော်မန္တလေးတိုင်းကမြို့သုံးမြို့မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ဘေးဒုက္ခသည်တွေအတွက်အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ဆိုပါတယ်ခင်ဗျာဒီသတင်းကိုတင်ပြကြပါမယ် မလေးတိုင်းအထက်ပိုင်းကမရယာစင်ကုဒပိတ်ကျမြို့နယ်တွေမှာစစ်ရေးပြင်းထန်နေပြီးတော့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့စစ်ဘေးဒုက္ခသည်တွေကိုအကူအညီပေးနေသူတွေကဆိုပါတယ်ဒီသုံးမြို့နယ်အတွင်းမှာနှစ်ဖက်တိုက်ပွဲတွေနဲ့လေကြောင်းတိုက်ခိုက်တာတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာကြောင့်အရတားပြည်သူတောင်းနဲ့ချီပြီးတော့နေအိမ်ဆုံးခွာထွက်ပြေးနေကြရတာလို့ဒေသခံတွေကပြောကြပါတယ်ခင်ဗျာအရေးပေါ်ကဒီစာနာရိတ်ခါစံစီပေါ်လို့စစ်ဘေးဒုက္ခသည်တွေကိုကူညီပေးနေတဲ့လူလူလှုပ်ရှားမှုတက်ကြွလှုပ်ရှားသူ မအေးမြင့်အောင်အောင်ကပြောပြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်ဂုလကဖျောင်းတောင်ဒေသကိုစစ်တပ်ကပြန်သိမ်းယူပြီးနောက်ပိုင်းမှာမရရနဲ့တပိချင်းမျိုးနယ်ကြားကကြံရှိနေသေးတဲ့ PNL နဲ့မန္တလေး PDF တို့ထိန်းချုပ်ထားတဲ့ဒေသတွေကိုနယ်မြေရှင်းလင်းရေးဆက်လုပ်ပြီးတော့ထိုးစစ်ဆင်သွားမယ်လို့စစ်တပ်ကထုတ်ပြောပြီးတဲ့နောက်ပိုင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ်ခင်ဗျာ။ လက်ရှိမှာလည်းမန္တလေးမြို့နယ်စေတော်ကြီးတဝိုက်နဲ့တငါကျေးရွာအနီးမှာတိုက်ပွဲတွေပြင်းထန်နေတဲ့အပြင်တပေကျင်းမြို့နယ်အတွင်းကဖော့တော့ကျေးရွာတဝိုက်မှာလည်းတိုက်ပွဲတွေဆက်ရှိနေတာလို့ဒေသခံတွေကဆိုကြပါတယ်။ဒီစစ်တပ်ကတိုက်ပွဲနဲ့မသက်ဆိုင်သလိုစစ်ရေးပြင်းမှတ်မဟုတ်တဲ့ရဲသားတွေပါမချမ်းဒရုန်းလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်တာတွေရှိနေတာကြောင့်မရေယာမြို့နယ်တွေကကျေးရွာ100နီးပါးလောက်ဟာတိုက်ပွဲလို့ရဖို့ထွက်ပြေးနေကြရပါတယ်။ အဲ့ဒီနှမြုံနယ်နဲ့လယ်မှာရှိတဲ့စင်ကူးမြုံနယ်အတွက်မှာလည်းစစ်ပေးဒုက္ခသည်တွေရှိနေပြီးတော့တိုက်ပွဲတွေပုံမနီးကပ်လာတာကြောင့်နေရဆွန့်ကွာထွက်ပြေးကြသူတွေရှိလာပြီလို့ဒေသခံတွေကပြောကြပါတယ်ခင်ဗျာလက်ပတ်လနွယ်ယုံကြည်ရောက်ပေါက်တကြောပေါက်ပိုက်ဆံရှိတဲ့သူတွေကတော့ပြင်းနှင်းကြပြီးဒီတမန်လက်လုတ်လက်စားမပြေးနိုင်ကြတဲ့သူတွေကတော့တွာလာနေကြတော့ပဲလို့စင်ကူးဒေသခံတို့ကပြောပါတယ်ခင်ဗျာ ဒီမန္တလေးတိုင်းအထက်ပိုင်းကအဲ့ဒီမြို့၃မြို့နယ်ကိုဒီ2024ခုနှစ်ကတည်းကတော်လိုင်းတက်တွေကသိမ်းယူခဲ့ပြီးတဲ့နောက်မှာဒီတနစ်ကြော်ကြအောင်ထိန်းချုပ်စုမှုထားနိုင်ခဲ့ပေမဲ့အခုနှစ်ဇွန်လမှာတော့စစ်တပ်က drone jet fighter စတာတွေကိုအသုံးပြုပြီးတော့လေကြောင်းကနေအပြင်းထန်တိုက်ခိုက်နေသလိုမြေပြင်ကနေလည်းအင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်ခင်ဗျာ နောက်သတင်းတပုတ်ကတော့ဒီအထူးတိုင်းစစ်ထဏနာကပြည်သူ့ကာကွယ်ရေးအဖွဲ့အတွေကိုလက်နက်တပ်ဆင်ပေးတယ်ဆိုတဲ့သတင်းကိုတင်ပြကြပါမယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်အထူးတိုင်းစစ်ထဏနာတိုင်းစစ်ထဏနာစစ်စင်ရေးကိုကဲမှုမှာပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေအဖြစ်ကိုကဲမှုခံယူလို့စစ်စင်ရေးပူပေါင်းဆောင်ရွက်နေတဲ့ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်းမွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းနဲ့ပဲခူးခိုင် ပကဖတက်ခိုက်စစ်ကြောင်းတွေကိုလက်နဲ့တက်ဆင်ခြင်းအခမ်းအနားကိုဘုကိုတိုင်းရှိတဲ့တရိယာမှာဒီနေ့7နိုင်လောက်ကပြုလုပ်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာအဲ့ဒီအခမ်းအနားမှာထူတိုင်းစစ်တနာတိုင်းကိုကရေမှုရဲဘော်အောင်ဆန်ရှားနဲ့ဒုကိုကရေမှုရဲဘော်အိမင်းထွန်းကအမှတ်တကားပြောပြီးတော့ဒီတိုင်းစစ်တနာအရာရှိတွေနှီးပြူရမှုတွေ PDF ပကဖပူပေါင်းစစ်ဆင်ရေးကိစ္စတွေတရင်ထောက်လန်းရေးထောက်ပို့ကိစ္စတွေဆွေးနွေးပြောကြားခဲ့ပါတယ် ဆက်လက်ပြီးတော့လက်နက်တွေကြီးပောက်တွေကြီးခဲယမ်းတွေပေးအပ်ခဲ့ပြီးတော့တက်ဆိုင်ရာဘက်ကဖတာဝန်ရှိသူတွေကကျေးဇူးတင်စကားပြောကြားခဲ့ကြပါတယ်ခင်ဗျာဒီအထူးတိုင်စစ်ဌာနဟာပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ရဲ့ဒီလမ်းညွန်ချက်တွေနဲ့အညီဒီတိုင်းစစ်ဌာနကိုကဲမှုအောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တိုင်ရင်တွေလက်ရုံးတပ်ဖွဲ့တွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဒေသအခြေပြုကာကွယ်ရေးအဖွဲ့တွေ စစ်စင်ရေးအရှိန်မြင့်ဆောင်ရွက်ဖို့လိုအပ်တဲ့အုတ်ချုပ်ထောက်ပံ့ကိစ္စတွေဖြစ်စည်းရေးနဲ့ COC နှစ်ရက်နဲ့အညီအင်အားစုတွေစုစည်းတိစောက်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့လည်းသိရပါပါတယ်ခင်ဗျာနောက်ဒရင်တဘုတ်ကတော့ဒီမြောက်ပြည်မှာရှိတဲ့ KK ပတ်မှာရှိတဲ့ကြားဖြတ်နဲ့ဆက်ဆက်တဲ့အဆောက်အုံ150ကျော်ကိုဒီစစ်ကောင်စီကဖြူဖြက်ရှင်းလင်းတယ်ဆိုပြီးတော့ဒရင်ထုတ်ပြန်လာပါတယ် မြန်မာတိုင်းနယ်စပ်မြောက်ရီမဲထော်တလိကေကေပတ်နယ်မြေအတွင်းမှာရှိတဲ့ကြမ်းဖြတ်နဲ့ဆက်ဆက်နေတဲ့အဆောက်အုံပေါင်း150ကျော်ကိုဖြိုဖျက်ရှင်းလင်းပြီးဖြစ်တဲ့အကြောင်းဒီနေ့နိုဝင်ဘာ10ရက်နေ့တုန်းစစ်ကော်မရှင်ရဲ့ဝါဒဖြန့်သတင်းစာမှာဖော်ပြထားတာဖြစ်ပါတယ်။အဲ့ဒီနယ်မြေအတွင်းမှာလူနေအဆောက်အုံတွေဈေးဆိုင်ကန်းတွေစားတောက်ဆိုင်ကိုရောင်ဟိုတယ်ဂျင်ကားကစားကန်းတွေ KTV စပါးဈေးယုံပန်းချံအကစားယုံဖူးစဲကွင်းပိုက်ကျော်ချင်းကွင်း ဘတ်စကက်ဘောကွင်းတွေပါမြို့ငယ်တစ်မြို့နယ်ကဲ့သို့တည်ဆောက်ထားတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာအဲ့ဒီ online လောင်းကစားရုံတွေနဲ့လိန်ညာမှုကျူးလွန်သူတွေရဲ့90ရာခိုင်နှုန်းကျော်ဟာထိုင်းနိုင်ငံကနေတစ်ဆင့်နေဆက်ဖြတ်ကျော်လာတာဖြစ်တဲ့အကြောင်းစစ်ကော်မရှင်ကထိုင်းနိုင်ငံကိုဝေဖန်ပြစ်တင်ထားပါတယ် မြဝတီမှာလောင်ကစားယုံတွေဖမ်းတယ်လို့တော့မန္တလေးပြန်လာတယ်တရုတ်စာတက်တော့အဲ့ဒီမှာသကပြန်လုတ်တယ်တရားမဝင်တဲ့အလုတ်လုတ်ခဲ့တာဆိုတော့အခုတော့တရားဝင်လုတ်လုတ်ဖို့လှုပ်ရှားနေတယ်လို့မြဝတီကပြန်လာသူအသက်20ကျော်အရွယ်မျိုးသမီးတူကပြောပြပါရခင်ဗျာအဲ့ဒီ KK ပတ်နယ်မြေကိုစစ်ကော်မရှင်ကခွင့်ပြုထားတာမရှိဘဲအ धिक ဥဆောင်နေသူတွေဟာနိုင်ငံသားတွေဖြစ်ကြပြီးတော့နယ်မြေကိုထိန်းချုပ်ထားတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အပေးယူလုပ်ပြီးတော့ တရားမဝင်ဝင်ရောက်လုက္ကိုင်နေကြတာဖြစ်တယ်လို့စစ်ကော်မရှင်ကဆိုထားပါဗျ။နိုမာလာ၁၀ရက်နေ့ဒီညာဘက်တင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။နောက်ရက်တွေမှာလည်းတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ။